အလုံးပါဝင်မှဟိုတယောက်မကြံပါဝင်မှသာလေဒါကိုလုပ်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်အရန်နောက်ကျပြီးတော့အရန်အခြေအနေဆိုတဲ့အခြေအနေဖြစ်သွားမယ်တော့ဒီ process က fair ရဲ့ square လုတ်တလားပေါ့နော်မျက်မှတ်တာလုတ်တလားပဲအဓိကပဲအကိုပါချင်းမပါချင်းကတိတ်အဓိကမဟုတ်ဘူးနိုင်ငံတကာခင်းချင်းကနောက်တော့ဒီရွေးကောက်ပွဲနောက်ကိုလူလူနောက်ကိုလိုက်လာတဲ့အနေအထားတွေကျွန်တော်တို့အစဉ်ဆက်ရွေးကောက်ပွဲတွေရာတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီအပေါ်မှာမျှော်လင့်ပြီးတော့ နိုင်ငံတကာကယုံကြည်လက်ခံတဲ့အနေအထားတစ်ခုကိုတော့ကျွန်တော်တို့ရောက်လာလိမ့်မယ်လို့ကျွန်တော်တို့ကညွှန်လင်းထားတာပေါ့အခုအချိန်မှာတိုင်းပြည်ကအရန်ကိုပြုတ်ကွဲနေတယ်လို့ကျွန်မခန်းစားရတယ်နောက်ပြီးတော့တနိုင်ငံလုံးမှာငြင်းငြင်းရေးမရရှိဘူးရွေးကောက်ပွဲဆိုတာကနိုင်ငံတစ်ခုမှာအပြောင်းလဲတစ်ခုကိုလုပ်ဖို့ရွေးကောက်ပွဲဆိုတဲ့ဟာတစ်ခုကိုမဖြစ်မနေဟိုဖြတ်တန်းရမယ်အဲ့တော့ဒီကိစ္စတွေကိုလုပ်နိုင်ဖို့ကိုအားလုံးပါဝင်မှဟိုတယောက်မကြံအဖွဲ့ဟိုတစ်ခုတ မတန်ပါဝင်မှသာလေဒါကိုလုပ်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်အရန်နောက်ကျပြီးတော့အရန်ချိန်နေဆိုတဲ့အချိန်နေဖြစ်သွားမယ်ဒါကြောင့်မလို့အခုပါဝင်နိုင်နေဆိုရင်တော့အခုကြည်ပါအလုံး58ပါတီပါလာပါเนาะဒီဟဲ့လားလှုပ်တော့ကိုယ်စလေပေါင်းဆိုရင်လည်9900ကျော်လောက်ဟဲ့လားဒါတင်ထားတာပါအဓိကဘာကြောင့်ဟိုဒီလိုလုပ်ချင်တာလဲဆိုတော့ဟဲ့လားလူတဦးတယောက်တည်းအဖွဲ့အစည်းတစ်ခုလဲကနေပြီးတော့အာနာ3ရက်စလုံးကိုကင်ထားရတဲ့အခြေအနေရနေပြီးတော့ဒီအာနာ3ရက်ကိုညှဝေပြီးတော့ဟဲ့လားပြင်သုံးနိုင် င်တဲ့အခြေအနေကိုရောက်အောင်ကျမကဒီမျောနှင်းချက်ကိုရှိရဲဟုတ်လားလွတ်တော်ပေါ်လာမယ်ဒါမှသာလေကျမတို့လူမျိုးဟုတ်လားပြည်သူဝန်ထမ်းတွေကလွတ်တော်တွေကနေပြီးတော့ပြည်သူကိုစားအတန်ထွက်ပြေးနိုင်တယ်ဒီမျောနှင်းချက်ကအကြီးဆုံးပဲကျမတို့ခံစားနေရတဲ့တိုင်းရင်းသားတွေခံစားနေရတဲ့လူမှုနေနာဆုံးရှုံးမှုတွေကိုကျမတို့ဘယ်နေရာကပေါ်ပြောမလဲဒါကြောင့်ကျမကတော့ဟုတ်လားရွေးကောက်ပွဲဖြစ်စေခြင်းနဲ့လွတ်တော်တွေကိုရောက်ချင်တယ်ဒါပါပဲရွေးကောက်ပွဲကတရုတ်ကကမ္မကထာလုပ်တယ် နောက်ပြီးတော့ဒီဟာကိုအိန္ဒိယနဲ့ရုရှားကထောက်ခံတယ်။အဲတော့အာဆီယံကလည်းကျွန်တော်တို့အရင်ထက်စာရင်အာဆီယံဘုံသဘောတူညီချက်၅ချက်ပုံမှာမူတည်ပြီးတော့နည်းနည်းပြောင်းလဲလာတဲ့အချက်တွေရှိတယ်။အဲတော့ကျွန်တော်တို့မြင်တာကတော့နောက်နိုင်ငံတကာခင်းချင်းဆိုတာလဲ EU ဆိုတာလဲလိုက်လာမှာပဲ။ကျွန်တော်တို့မြင်တာအရင်စင်ဆက်ရွေးကောက်ပွဲတွေမှာလဲ ဒီလိုပေါ့နော်ဒီလိုပဲကျွန်တော်တို့နိုင်ငံတကာအခင်းကြီးကနောက်တော့ဒီရွေးကောက်ပွဲနောက်ကိုလူလူနောက်ကိုလိုက်လာတဲ့အနေအထားတွေကျွန်တော်တို့အစဉ်ဆက်ရွေးကောက်ပွဲတွေရာတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီအပေါ်မှာမျှော်လင့်ပြီးတော့အဲနိုင်ငံတကာကယုံကြည်လက်ခံတဲ့အနေအထားတစ်ခုကိုတော့ကျွန်တော်တို့ရောက်လာလိမ့်မယ်လို့ကျွန်တော်တို့ကညှော်လင့်ထားတာပေါ့အဓိကကဟိုကျွန်တော်တို့ဒီ process က fair ရဲ့ square လုတ်သလားပေါ့နော်မျက်မှတ်တာလုတ်သလားပဲအဓိကပဲအကုန်ပါခြင်းမပါခြင်းကတိတ်အဓိကမဟုတ်ဘူးဘာဘာဖြစ်လို့လဲဆိုရင်အဲ့လောက်ထိကျွန်တော်လည်းမစောင့်နိုင်တော့ ူးပေါ့နော်ကျွန်တော်ဒီမိုကရေစီကိုကျွန်တော်အရန်လိုချင်နေပြီပေါ့နော်ဘလို့ဘလို့အပေါက်ကလေးရပဲကျွန်တော်တို့ရရပေါ့နော်ဘလို့ဖြစ်ဖြစ်ကျွန်တော်တို့အဲ့ဒီအပေါက်ကိုကျွန်တော်တို့ဟိုကျွန်တော်ရယူမယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကတိုင်းပြည်မှာဘာပဲပြောပြောနော်လွတ်တော်ပေါ်လာတယ်အစိုးရပေါ်လာတယ်ဆိုရင်ကျွန်တော်တို့အခုဘာပဲပြောကျွန်တော်ဒီအရေးပေါ်ကာလမှာကျွန်တော်တို့ရဲ့နိုင်ငံသားအခွင့်အရေးတွေလည်းအယုတ်သိမ်းခံရတယ်လေကျွန်တော်တို့လွတ်လပ်လပ်ပြောလို့မရတော့ဘူးလေဒီလို